မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုံမြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါအာနာသိန်းစစ်တပ်ကကျင်းပဖို့ရှိတဲ့ရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးဖို့ရှောက်တဲ့ပုံစံ15တွေပေးဖို့ရမယ်ဆိုပြီးဒူဘိုင်းမြို့မှာရှိတဲ့စစ်ကောင်စီတန်ယုံက passport ဝန်ဆောင်မှုပေးတဲ့အေဂျင့်တွေကိုဖိအားပေးထားတယ်လို့နှိစက်သူတွေစီကနေသိရပါဗျာ ူဘိုင်းရောက်မြန်မာတွေအနေနဲ့ passport တက်တန်းတိုးတာကိုအေဂျင့်ကနေတဆင့်လောက်တာဖြစ်လို့ရွေးကောက်ပွဲမှာကြိုတင်မဲပေးဖို့အေဂျင့်တစ်ယောက်ကိုပုံစံ15ရှောက်လွာအခုရေ90တောင်းဝင်ယူပေးဖို့တန်ယုံကအကြက်ကင်ဖိအားပေးနေရလို့ဆိုပါရယ်။ဒါကြောင့်ဒူဘိုင်းရောက်မြန်မာတော်တော်များများကပုံစံ15မတင်ခြင်းတဲ့အတွက် passport တက်တန်းတိုးဖို့ကိုအချိန်ရနိုင်သလောက်ရွှေ့ထားကြရလို့သိရပါရယ်။ မလဲတာလိုပုံစံ15ဖြည့်တင်ရမယ်ဆိုရင်လေမဲပေးရမယ့်နေ့မှာတန်ယုံကိုတွားရောက်မဲပေးမှာမဟုတ်ဘူးလို့ဒူဘိုင်းရောက်မြန်မာနိုင်ငံသားတချို့ကပြောပါရယ်စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကိုဒီဇင်ဘာလကုန်မှာစလုပ်မယ်ဆိုပြီးကြေညာပြီးတဲ့နောက်ပြည်ပရောက်မြန်မာနိုင်ငံသားတွေကြိုတင်မဲပေးဖို့တိုက်တွန်းနေတယ်လို့မဲပေးခွင့်အတွက်ကိုယ်ရေးအချက်အလက်တွေဖြည့်ရတဲ့ပုံစံ15တင်ရမယ့်ရက်ကိုလည်းထပ်တိုးထားပါရယ်ရှင် မကွေးတိုင်းပေါင်းမြို့နယ်အနောက်ပိုင်းမြင်းနီမြောက်စုကျေးရွာကဖုံတော်ကြီးကျောင်းကိုစစ်ကောင်စီတပ်ကလေရင်နဲ့စက်တင်ဘာလ28ရက်နေ့နေ့လယ်2နာရီကျော်အချိန်မှာလေကျောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ပေါင်းမြို့နယ်ဒေသခံတွေဆီကနေသိရပါတယ်စစ်ကောင်စီရဲ့တဒဦးလေတက်ကနေတက်လာတဲ့ Jet Fighter တစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးလူထိခိုက်မှုမရှိပေမဲ့ဒေသခံတွေနေရဲဆုံးခွာနေရလို့သိရပါဗျ စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိပဲအကြောင်းမဲ့လာကျဲသွားတာဖြစ်ပြီးနောက်တစ်ကြိမ်လာကျဲမအောင်စိုးရိမ်နေတဲ့အတွက်ဒေသခံတွေနေရဲစွန့်ခွာနေရတယ်လို့ဒေသခံတွေကပြောပါတယ်။မြင်းနီမြောက်စုကျေးရွာဟာအင်ဂျီ200ကျော်ရှိပြီးလူဦးရေ4000ကျော်ရှိတဲ့ကျေးရွာတရာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကစက်တင်ဘာလအတွင်းမှာပေါင်းမြို့နယ်ကပြူရွာတွေမှာရှိတဲ့ပြူတွေနဲ့ပူးပေါင်းပြီးစစ်ရေးပြင်ဆင်နေတယ်လို့တော်လှန်ရေးတပ်ဖွဲ့ကပြောပါရရှင်။ 2021စစ်အာဏာသိမ်းပြီးကတည်းကမြန်မာနိုင်ငံရဲ့ခီးသွွားလုပ်ငန်းတွေဟာကျဆင်းခဲ့ရတယ်လို့အခုဆိုရင်လည်းခီးသွွားလာဖို့အနေများတဲ့နိုင်ငံစည်းတွေမှာလည်းပါဝင်နေတာဖြစ်ပါတယ်။ American နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့လုံခြုံရေးအခြေအနေအရခီးမသွွားဖို့တားမြစ်ထားတဲ့နိုင်ငံပေါင်း20တဲမှာအသက်အန္တရာယ်ချိန်ချောက်မှုထိဖြစ်စေနိုင်တဲ့အမြင့်ဆုံးအဆင့်အဆင့်လေးအဖြစ်မြန်မာနိုင်ငံကိုသတ်မှတ်ထားတာလည်းဖြစ်ပါတယ်။ကမ္ဘာလုံးဆိုင်ရာစီးပတ်ဆိုင်ရာနဲ့လုံခြုံရေးကူညီပေးတဲ့အဖွဲ့အစည်း International SOS ရဲ့2025အတွင်းခရီးသွားလာရမှ NDA ရှိတဲ့နိုင်ငံစီးရင်ပြမြေပုံမှာလဲမြန်မာနိုင်ငံဟာလုံခြုံရေးအန္တရာယ်မြင်မာတဲ့စီးရင်ထဲမှာပါနေပြန်ပါတယ်။ဒီလိုအခြေအနေတွေကြောင့်မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းဟာကျဆင်းနေပြီးလက်ရှိကာလဟာခရီးသွားရာသီစားတဲ့ကာလဖြစ်ပေမဲ့ပြည်ရင်းကခရီးသွားလုပ်ငန်းတွေဟာပြည်ရင်းခရီးသွားဧည့်သည်တွေကိုပဲဝန်ဆောင်မှု ပေးနေကြရပြီးနိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုနှုန်းနှဲပါတယ်လို့ ခီးသွွားလုပ်ငန်းလုပ်ကင်သူတွေကဆိုကြပါတယ်အခုကတော့လက်ရှိမှာပြည်တွင်းခီးသွွားလုပ်ငန်းတွေအဲ travel and tour တွေအကုန်လုံးပေါ့နော်အဲတော်တော်များများအကုန်လုံးကကြတော့လက်ရှိမှာပြည်တွင်းခီးသွွားလုပ်ငန်းလေးတွေနဲ့လေပတ်နေရပါတယ်ပြည်ပနေပြီးတော့ inbound ဝင်ရောက်တဲ့အဲနိုင်ငံခြားသားဧည့်သည်တွေကတော့တကယ်ကိုအဲ င်ဝင်ရောက်မှုနှုန်းကတော့လက်ချိုးရည်လိုရတယ်ပေါ့နော်အရင်အထက်ဆိုင်လို့ရှိရင်လည်းဒီ covid မတ်မူမတိုင်ခင်ကပုံစံမျိုးနဲ့ဆိုအခုကတိတိတသားကြီးပဲအရန်ကိုကွာခြားပါတယ်လက်ရှိမှာလည်းအမနှစ်နဲ့တစ်နှစ်ဒီတစ်နှစ်နှစ်နှစ်ကတော့ဘယ်လိုခေါ်မလဲဝင်ရောက်နှုန်းကတော့နည်းနေသေးတယ်ပေါ့နော်ဒါကြောင့်လက်ရှိမှာ ခီးသွားလုပ်ငန်းလုပ်တဲ့သူတွေကတော့ပြည်တွင်းကလူကဲအဲကိုလူမျိုးအချင်းချင်းမကိုပဲပေါ့နော်ဝန်ဆောင်မှုပေးရတဲ့ဖျားဖူးခီးသွားလုပ်ငန်းတွေနဲ့ပဲလဲပတ်နေရတယ် ကမ္ဘာလက်ခရီးသွားတွေအလာများတဲ့နေရာဒေသတွေတဲကမန္တလေးမြို့နဲ့အင်းဒီဒေသဟာဆိုရင်လဲမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြီးကြောင့်တိခိုက်ပျက်စီးမှုတွေများခဲ့ပြီး အခုထက်ထိပြန်လည်ထူထောင်ရင်းအတွက်ရုန်းကန်နေရာဆဲဖြစ်တယ်လို့ခီးသွားလုပ်ငန်းတွေဟာလည်းကျဆင်းနေတယ်လို့ဒေသခံတွေကဆိုကြပါဗျ။နိုင်ငံခြားသားခီးသွားဧည့်သည်တွေကိုမန္တလေးမြို့ထဲမှာဒီလိုချိန်ဆိုတွေ့နေကြဆိုပေမဲ့ဒီနှစ်မှာတော့ နိုင်ငံသားသားဆိုတာကိုမမြင်တလောက်ပဲလို့မန္တလေးဒေသခံတယောက်ဖြစ်တဲ့ကိုကျော်အမီလွဲကဆိုပါတယ်။မန္တလေးမြို့ရဲ့ခီးသွားလုပ်ငန်းအခြေအနေကတော့မရှိသလောက်ပေါ့နော်။အာတောင်တပံဥပိန်တရာတို့ဒီဒီမန္တလေးတောင်တို့ပါလို့ဆိုအဲခီးသွားဒီနိုင်ငံသားခီးသွားဧည့်တွေမရှိသလောက်ပါပဲ။တရုတ်ခီးသွားဧည့်တွေအဲတစုနှစုတယောက်စားနှစ်ယောက်စားသုံးယောက်စားအဲ့လောက်ကြီးတွေပဲ။ ရှိတာပါ channel foreigner ဒီ Europe တို့ဘာလို့ပြတာဟိုခီးသွားတော့မရှိတလောက်ပါပဲဘာလို့လို့ဆိုတော့ဒီမန္တလေးတို့ဘာလို့ကလဲမန္တလေးနဲ့ပြည်ခိုးလည်းလောက်ပဲလေးတရားရှိတော့လေ channel အလီနာပတ်ချာလေးတရားလည်းအဲဒီရေးနဲ့မကြီးသက်ကြီးတော့အလာကြတာများပါတယ်မန္တလေးအထက်ထားတွေကတော့စကိုင်းမင်းကဘယ်သူဆိုသွားလို့မရတော့ဘူးအင်းလေးဒေတာမှာတော့ဖောင်တော်ဦးဖျားလှည့်လေအပူဇော်ခံပွဲကျင်းပနေတာလေးဖြစ်ပါတယ် စက်တင်ဘာလ29ရက်နေ့မှာလင်းကင်းရွာမှာအပူဇော်ခံပြီး28ရက်နေ့မှာတော့ညောင်ရွှေမှာအပူဇော်ခံမယ်လို့ဒေတာခန်တွေကဆိုပါတယ်။အင်းလေးဒေတာခန်တယောက်ကတော့ဖောင်တော်ဦးဖျားပွဲရှိပေမဲ့အရင်လိုပြည်ရင်းပြည်ပခရီးသွားတွေအများကြီးလာတာကိုမတွေ့ရဘူးလို့ဆိုပါတယ်။ကျွန်တော်တို့အင်းလေးမှာခရီးသွား လုပ်ငန်းအတွက်ကအရင်တော့လိုပြီးတွင်ပြပခေးသွားတော့တော်တော်ကိုနည်းတယ်အဲဖောင်တော်ဘုရားလဲ့လဲ့ပူဇော်ခံပွဲရတော့ဒီနှစ်ကလုတ်ဖြစ်တယ်အဲဒါနေရာ20တဌာနာလုံးမှာလဲ့လဲ့ပူဇော်ခံမှာဖြစ်ပါတယ်ဒီနေ့ကတော့ linking ရွာမှာရောက်တယ်ပေါ့ပူဇော်ခံနေမနေ့ပြန်ကြရင်တော့အညောင်ရွှေမှာပူဇော်ခံရောက်မယ်ပေါ့ ဒီသခံတော်တော်များများပဲကျွန်တော်တို့ဒီပါဝင်ဆွေးနွေးနိုင်နေပေါ့အရင်တော့လို့တော့အပြည်ရင်းပြပါကြီးတယ်ဒီအများကြီးလာပြီးတော့ကျတော့လိလာတာလာပြီးတော့ကျတော့ဖျားပူးလာတာတွေတော့နေတယ်ပေါ့နော်ဆိုတော့အခုချိန်ထိကတော့အင်းလေးဒေတာခီးသွားလုပ်ငန်းလည်းခက်ခက်ခဲခဲနဲ့အဲရင်ဆိုင်နေရလဲဖြစ်ပါတယ်လို့ကမ္ဘာခီးသွားလုပ်ငန်းတွေကိုကမ္ဘာတဝန်းလုံးမှာရှိတဲ့နိုင်ငံအသီးသီးကကျင်းပကြတယ်လို့ကုလသမဂ္ဂကမ္ဘာခီးသွားလုပ်ငန်းအဖွဲ့အစည်း UN Tourism က20နှစ်တိုင်း တရားဝင်အင်ရှင်နိုင်ငံတနိုင်ငံကိုသတ်မှတ်လေးရှိပါတယ်2025ခုနှစ်အတွက်တရားဝင်အင်ရှင်နိုင်ငံကတော့မလေးရှားနိုင်ငံဖြစ်ပြီးမလေးရှားမလကာမြို့မှာခီးသွွားလုပ်ငန်းနဲ့ရေရှည်တည်တံ့ရေးအတွက်အသွင်ကူးပြောင်းမှုဆိုတဲ့ခေါင်းစဉ်နဲ့ကျင်းပခဲ့ကြတာလည်းဖြစ်ပါတယ်ကျမမြတ်သစင်ပါရှင် မကွေးတိုင်းနမောက်မြို့မှာမိုးသည်ထန်စွာရွာသွန်းမှုကြောင့်စက်တင်ဘာလ28ရက်နေ့ဒီကနေ့မနက်ကချောင်းရီရှမ်းပြည်ရေကြီးနေပြီးဒေသခံတွေရေဘေးဒုက္ခကြုံတွေ့နေရပါတယ်။နမောက်မြို့ဈေးရက်ကွက်နဲ့အောင်ဆန်းရက်ကွက်တွေမှာဒီကနေ့မနက်7နာရီလောက်ကနေနေတဲ့ကိုရေဝင်ရောက်တဲ့အတွက်ဒေသခံအိမ်အောင်စုတွေကိုရေဘေးလို့ရာကိုကူညီပြောင်းရွှေ့ပေးခဲ့ရတယ်လို့မိသက်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ ဒါအပြင်ရေနံချောင်းမြို့မှာလည်းမိုးတန်းထက်စွာရွာသွန်းမှုကြောင့်ရက်ွက်တချို့ရေဝင်ရောက်ခဲ့ပြီးမကွေးမြို့နယ်ပွင့်ဖြူမြို့တွေမှာလည်းကားလမ်းမတွေနားကတစ်ပင်တွေလဲကျခဲ့လို့သိရပါဗျ။တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းဘူးအလွိုက်ဟာဒီနေ့ညပိုင်းမှာတော့ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသတွေကိုဗင်းမြို့နဲ့ဒါနန်မြို့တို့ကြားကဒုံဝိုင်မြို့အနီးကနေဖြတ်ကျော်နိုင်တယ်လို့မိုးစလဌာနကခန့်မှန်းထားပါဗျ။ စက်တင်ဘာလ29ရက်နေ့မှာတော့ဗီယက်နမ်နိုင်ငံနဲ့လာအိုနိုင်ငံနယ်စပ်တွေကိုအပူပိုင်းမှုန်တိုင်းဘူးလွိုင်ဖြစ်နေစက်တင်ဘာလ30ရက်နေ့မှာလာအိုနိုင်ငံကိုအပူပိုင်းမှုန်တိုင်းငယ်ဖြစ်နေဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ DVV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်ဒီပါ။